မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ အရခတက်တော်အေအေသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်အနောက်ဘက်နေစဲမောင်တော်မြို့နယ်မြောက်ပိုင်းကမိလိုက်ကျေးရွာအနီးနားပတ်ဝန်းကျင်မှာအေအေကအာစာအဖွဲ့ကိုရှင်းလင်းရေးတွေလုပ်နေပြီးတော့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိလိုက်ကျေးရွာအနီးနားကနေချောင်းမှတ်တိုင်တွေကိုဝင်ရောက်လာတဲ့အာစာတွေကိုအေအေဘက်ကရှင်းလင်းရေးတွေလုပ်နေတာကြောင့်အာစာအကြံဖက်အဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပြီးတော့တိုက်ပွဲကိုစစ်ကူဘုတ်အတွက်အေအေဘက်ကစစ်ကူကား၃စီးနဲ့ရောက်လာခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲမဖြစ်ခင်ကတည်းကပြစ်ခတ်တန်တွေကတော့နေတိုင်းကြားနေရပြီးတော့ အခုတိုက်ပွဲဖြစ်နေတာဟာ၄ရက်လောက်ရှိနေပြီလို့မိလိုက်ဒေတာကန်တူကပြောပါတယ်တိုက်ပွဲအတွင်းမှာထိခိုက်သေးဆုံးဖမ်းဆီးရရှိမှုတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်မိလိုက်ကြေးရွာအနီးကိုအာဆာအဖွဲ့ဝင်တွေဝင်ရောက်လာတဲ့ဖေဗူလာ14ရက်နေ့ကနေစပြီးတော့ဖေဗူလာ17ရက်နေ့အထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေတာကန်တွေကပြောပါတယ်မွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတယ်အာဆာ RSO ARA နဲ့ Rohingya Islami Mahas Arakan တပ်ဖွဲ့တွေပေါင်းစည်းပြီးတော့အဖွဲ့အစ်တစ်ခုထူထောင်တာ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာစစ်ရေးလေးကျင့်လျက်ရှိတယ်လို့မောင်တော်မြောက်ပိုင်းဘန်ဒူလာခေါ်ဘော်ဒူလာဒေတာကန်နေစီကသိရပါဗျ။မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်တမားတွေတိုက်ခိုက်လာနိုင်တာကြောင့်ခုခံကာဝယ်ဖို့အတွက်အေအေကမောင်တော်မြောက်ပိုင်းကြီးရွာသားတွေကိုပြည်သူစစ်တွေခေါ်ယူပြီးတော့45ရက်ကြာတင်နန်းပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းစစ်ကောင်စီလက်အောက်ခံကရင်နယ်ခြားဆောင်တပ် BGF ထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုမြို့တင်မှာရှိတဲ့ online ငွေလိမ်ဂိုင်းများကလူကုန်ကူးခံခဲ့ရတဲ့တရုတ်နိုင်ငံသားအယောက်200ကိုဒီကနေ့မှာမဲဆောက်၄စိတ်ကနေတစ်ဆင်းလေရင်ခီးစင်နဲ့တရုတ်နိုင်ငံကိုပထမဆုံးအကြိမ်စတင်ပို့ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ20ရက်နေ့ထိုင်းစံတော်ချိန်မနက်9:00အချိန်မှာထိုင်းမြန်မာနယ်စပ်အမှတ်1ချစ်ကြည်ရေးတရားကို တရုတ်နိုင်ငံသားအယောက်200ခန့်ရောက်ရှိလာပြီးတော့၎င်းတို့ကို ထိုင်းအာဏာပိုင်များကစီစစ်ကာ မဲဆောက်လေးစိတ်ကိုပို့ဆောင်ပေးလျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အဲ့ဒီတရုတ်နိုင်ငံသားများဟာမဲဆောက်လေးစိတ်ကနေတစဉ်တရုတ်နိုင်ငံကစီစဉ်ထားတဲ့လေရင်ခရီးစဉ်နဲ့တရုတ်နိုင်ငံကိုပြန်လည်ထွက်ခွာကြမှာဖြစ်တယ်လို့သိရပါဗျ။တရုတ်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကြားမှာညှိနှိုင်းဆောင်ရွက်နေတဲ့လူကုန်ကူးခံသူများကဲတင်ရင်းနဲ့အွန်လိုင်းငွေလိမ်ရာဇဝတ်ခိုင်းများတိုက်ဖြတ်ရေးအစီအစဉ်အရာအခုလိုမျိုးလူကုန်ကူးခံထားရတဲ့တရုတ်နိုင်ငံသားများကိုစတင်ကဲထုတ်ပြီးတော့ပြန်လည်ပို့ဆောင်နေခြင်းဖြစ်ပြီးအဲ့ဒီအခြေအနေများကို ပြည်ထောင်ငံကလက်ထောက်ပြည်သူလုံခြုံရေးဝန်ကြီးကိုယ်တိုင်လာရောက်ကြီးကြပ်စီစဉ်လျက်ရှိတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်အွန်လိုင်းငွေလိမ်လည်ခိုင်းများကိုတိုက်ဖြတ်နှိမ်နင်းရေးအတွက်ဖေဖော်ဝါရီလ9ရက်နေ့ကတည်းကလျှက်စစ်မီးနဲ့လောင်စာဆီများကိုဖျက်တောက်ခြင်းမြန်မာဘက်ကိုထိုင်းပို့ကုန်များတင်ပို့မှုတွေတားမြစ်ချင်းများနဲ့စတင်ပြီးတော့အေးအေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ကြီးတကောမြို့နယ်မှာဖေဖော်ဝါရီလ16ရက်နေ့မွန်လွဲတန်တားရီဝင်းကျင်က ရင်းနေကိုစစ်ဆင်းနေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်သားတယောက်ဟာသူကင်ဆောင်ထားတဲ့တနက်ကနေပြီးတော့ကြည်စံထွက်ကပေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့တော်စီပင်သားရနေနမိတ်အတွင်သုံးနံရင်နဲ့အထက်ကားတွေကိုစစ်ဆင်းဖို့အတွက်တာဝန်ကျတဲ့ရဲတပ်သားဟာတနက်ကိုကင်ပြီးတော့ထိုင်နေတဲ့အချိန်ကြည်စံထွက်ပြီးတော့တေဆုံးသွားတယ်လို့မြို့ကတယောက်ကပြောပါရတယ်။134လမ်း83 84 4လမ်းကြားထဲမှာဖြစ်သွားတာပါ။ဆိုင်ကယ်တွေလိုင်စင်မဲ့ကားတွေကိုလိုက်ဖမ်းနေတဲ့အဖွဲ့ကတနက်ကိုပေါင်ကြားတဲ့ထက်ပြီးတော့ပြောင်းဝမှာမေးတင်ပြီးထိုင်နေတဲ့အချိန်ကြည်စံထွက်သွား တာတစ်ချက်တည်းပဲပွဲချင်းပြီးတည်သွားတယ်လို့ပြောပြထားပါဗျ။ပြည်ကြီးတော်မျိုးနယ်အတွင်းမှာဌာနဆိုင်ရာနဲ့ပူးပေါင်းပြီးတော့နေတိုင်းလိုလိုရင်းနေဖမ်းဆီးရတာနိုင်ငံရေးတပ်တော်လှုပ်ရှားသူတွေကိုဖမ်းဆီးရတာများပြားလာတဲ့ပူကင်းနေနဲ့အထက်အရာရှိကြီးတွေရဲ့ဖိအားတွေကြောင့်တက်တည်သွားတာလည်းဖြစ်နိုင်တယ်လို့ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကသုံးသပ်ပြောကြားထားပါဗျ။မနေ့ကတင်မန်းကုန်းကစီးဆိုင်တဆိုင်ဓားမြတိုက်ခံရတဲ့၁၈ရက်နေ့ကလည်း ရွှေအေရာတဲခုံကမ်းမှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ကိုဝင်ဖမ်းတယ်ပြောပြလို့မရတဲ့မှုခင်းတွေအများကြီးပဲမတော်တဆကြီထွက်ပြီးတော့တည်သွားတာဖြစ်နိုင်သလိုအပေါ်ကဖီအားတွေများတာကြောင့်လည်းတက်တည်သွားတာဖြစ်နိုင်တယ်လို့သူကပြောပြထားပါတယ်တည်ဆုံသွားသူဟာပြည်ကြီးတခုမျိုးနဲ့ဆွဲတော်ကားကြီးဝင်ရဲကြီးစခန်းမှာတာဝန်ကျနေတဲ့စီပင်ရဲတပ်သားတယောက်ဖြစ်တယ်လို့သိရပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ဘုချုပ်တွေနဲ့ရဲတပ်ဖွဲ့အကြီးအကဲတွေရဲ့ဖီအားတွေကြောင့်ကိုကိုကိုတက်တည်သွားတဲ့အရာရှိများစစ်တီများစွာလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့နယ်မှာ မူရစင်ဝါလက်ဝဲတွဲရှိတယ်ဆိုပြီးတော့လူငယ်များကိုထောင်ချောက်ဆင်ဖမ်းဆီးပြီးငွေညစ်ခြင်းနဲ့စစ်မှုတိုင်းတပ်သားအဖြစ်နဲ့ဖမ်းဆီးစုဆောင်းခြင်းများကိုစစ်တပ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များနဲ့ရဲများကလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ပြင်မနာမြို့နယ်လမ်းပြင်မနာဟောင်းအုပ်စုဂျိုးပင်ကြီးရွာကကြီးရွာအုပ်ချုပ်ရေးမှူးဇော်နိုင်စိုးကပြင်မနာရဲစခန်းကဒုတက်ချက်အေးခိုင်နဲ့ပူးပေါင်းပြီးတော့မူရစင်ဝါရောင်းချဖြန့်ပြိုးနေသူများကိုကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်စေုံမှုများခန့်အပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကြီးရွာအတွင်းကလူငယ်များကိုမူရစင်ဝါများနဲ့ ထောင်ချောက်ဆင်ဖမ်းဆီးပြီးငွေညစ်ချင်းစစ်မှုထမ်းရန်ချင်းချောက်ချင်းများကိုလုံဆောင်နေတယ်လို့သိရပါဗျ။လူငယ်တွေကိုမူးယစ်စေဝါတုံးတယ်မူးယစ်စေဝါလက်ဝဲတွဲရှိတယ်ဆိုပြီးတော့ သူတို့အပိုင်မူးရဲ့စေးဝါးတွေကိုလူငယ်တွေစီကနေတင်းစီရမိတရောင်ရောင်နဲ့ခေါင်းစဉ်တက်ပြီးတော့ကိုဖမ်းတယ်ပြီးရင်ငွေညစ်တယ်တိတ်ဆောင်နေတဲ့လူငယ်တွေဆိုရင်မူးရဲ့စေးဝါးအမှုတ်1993ခုနှစ်မူးရဲ့စေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောစေးဝါးများဆိုင်ရာဥပဒေပုံမှ16ကကြီးနဲ့ဝရမ်းထုတ်မယ်ဆိုပြီးတော့အင်ကိုပြန်လာခိုင်းတယ်စစ်မှုထမ်းဖို့လူမရှိတော့ရင်လဲအဲ့ဒီလိုမျိုးတွေမူးရဲ့စေးဝါးနဲ့အမှုစင်နဲ့ပြီးရင်ထောင်ထဲကိုဝင်မလားစစ်မှုထမ်းမလားဆိုပြီးတော့အကြက်ကြိုင်ချင်းချောက်မှုတွေလုပ်တယ်လို့ ထောင်ချောက်ဆင်ဖမ်းဆီးခံရပြီးတဲ့နောက်စစ်မှုထမ်းရန်စေလွတ်ခံရတဲ့လူငယ်တအူးရဲ့မိဆွေတအူးကပြန်လည်ပြောပြထားပါရယ်1993ခုနှစ်မူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေပုံမှ19ကကြီးဟာမူရစေဝါသို့မဟုတ်စိတ်ကိုပြောင်းလဲစေသောစေဝါများကိုရောင်းချရန်အလုံးကလက်ဝယ်ထားရှိခြင်းတည်ဆောင်ခြင်းတစ်ဆင့်ပေးဖို့ခြင်းလွှဲပြောင်းခြင်းအမှုဖြစ်ပြီးတော့ရဲအရေးပိုင်းကဖမ်းဝရန်ဆင့်ထုတ်နိုင်တယ်လို့သိရပါရယ်အဲ့ဒီဥပဒေပုံမှ19ကကြီးနဲ့ကျူးလွန်သူကိုထောင်ဒဏ်အနည်းဆုံး10နှစ်ကနေပြီးတော့အများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။မူရစ်စေဝါနဲ့ထောင်ချောက်ဆင်ဖမ်းဆီးခံထားရတဲ့လူငယ်များကိုဂျိုးမင်ကြေးပါကကြေးပါအုပ်ချုပ်ရေးမှုဇော်နိုင်စိုးကညှိနှိုင်းငွေအ ਨੇ စုံငွေကျပ်သိန်းကိုဆန်နဲ့ချီပြီးတော့တောင်းယူနေတယ်လို့ပြောပါတယ်။အကယ်၍မိဘဆွေမျိုးများကပတ်စံမပေးနိုင်ပါကအခုလိုမျိုးထောင်ချောက်ဆင်ဖမ်းဆီးခံထားရတဲ့လူငယ်များကိုစစ်မှုထမ်းတပ်သားများအဖြစ်နဲ့စစ်တပ်ထဲကိုပို့ဆောင်နေကြတယ်လို့သိရပါတယ်။အထူးကတော့အုပ်ကြီးဇော်နိုင်စိုးနဲ့ပြည်မနာရဲစခန်းကဒုတက်ချက်အေးအေးခိုင်တို့အဖွဲ့ကပူးပေါင်းပြီးတော့လုပ်နေကြတာပါ။ သူတို့လည်းပတ်စံရတယ်လေနောက်ပြီးတော့စစ်မှုထမ်းတပ်သားလည်းစူးစောင်းဖမ်းဆီးပေးနိုင်တော့သူတို့အတွက်အရန်ကိုအဆင်ပြေနေတာပေါ့ရွာကလူငယ်တွေကိုရွာကနေထွက်ပြေးရင်လေမူရစေဝါအမှုပုံမှန်16ကကြီးနဲ့ ဖမ်းဝရမ်းထုတ်မယ်ဆိုတော့ဘသူကမှထွက်မပြေးရဘူးဒုတကြအေးခိုင်တဲ့အုပ်ကြီးကသူတို့နဲ့လာမညှိရင်ဖမ်းဝရမ်းထုတ်မယ်ဆိုတာကြီးပဲချင်းချောင်နေတာအဲ့ဒီလိုနဲ့လဲစစ်မှုထမ်းပါသွားတဲ့လူငယ်တွေလည်းများတယ်လို့ငွေညစ်ခံရတဲ့သူတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ဂျိုးမင်ကျေးရွာအတွင်းမှာစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးတော့ကျေးရွာအုပ်ချုပ်ရေးမှုဇွန်နိုင်ဆိုးကအိမ်တော်စုတစုကိုငွေကျပ်ပေါင်းနဲ့ချီပြီးလာစဉ်ကောက်ယူမှုများကိုလည်းလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့မှာ TNL နဲ့စစ်ကောင်စီတပ်တို့ဆွေးနွေးပွဲမအောင်မြင်ပဲပြီးဆုံးသွားပြီတဲ့နောက်မနေ့ကညပိုင်းက TNL တိမ့်ပိုက်ထားတဲ့နောင်ချုံမြို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာပြည်သူ၃ဦးသေဆုံးသွားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ၁၉ရက်နေ့ည၈နာရီ၁၃မိနစ်အချိန်မှာနောင်ချုံမြို့ဘူရာရက်ကွက်နယ်ပြည်သူစေယုံဘော်ကိုစစ်ကောင်စီတပ်ရဲ့တိုက်လေရင်ကဘုံနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခတ်မှုကြောင့်ဒေသနေပြည်သူ၃ဦးသေ ဆုံးခဲ့ပြီးတော့ ပြည်သူလဲဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသူများဟာဘူရာရက်ခွန်မှာနေထိုင်တဲ့ဒေသခံပြည်သူနှောင်းဦးနဲ့ပြည်သူဆေးရုံကပြည်သူတအူးတို့ဖြစ်တယ်လို့သိရပါဗျ။ဖေဗူလာ6ရက်နေ့ကလည်းနောင်ချုံမြို့တပြေတောင်ဖျားကုန်းပေါ်မှာစစ်ကောင်စီတပ်ကလေကြောင်းကိုအုံပြုတ်ပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသနေပြည်သူတအူးထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရဲသားများကိုရည်ရွယ်ချက်ရှိရှိဥတီပြီးတော့ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန် စီရေးဒရိအမျက်ရှိရန်လိုအပ်ပြီးတော့လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီ16ရက်နေ့နဲ့18ရက်နေ့တွေမှာတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့မှာပြုလုပ်တဲ့တောင်း TNL နဲ့စစ်ကောင်စီတပ်များကြားမှာဆွေးနွေးပွဲဟာမအောင်မြင်ပဲပြီးဆုံးသွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုများကိုအခုလိုမျိုးတောက်လျှောက်လှုံ့ဆော်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ကြပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ